ိုးရနဲ့ရက်ဖတ်အဖွင့်တွေတတ်တူစံသက်ထုတ်လုပ်ခဲ့လို့ဂရဟစနစ်ပျက်စီးခဲ့တဲ့မော်ရှက်ရွာမော်ရှက်ကြီးရွာမှာအစိုးရဌာနဆိုင်ရာလူကြီးတွေမြေစရိုင်းအုပ်ချုပ်ရေးမှုပြီးတူစစ်အရက်ဖတ်အဖွဲ့စီရွှေနဲ့တတ်တူတူဖွဲ့ရေးကုမ္ပဏီတွေနဲ့ဒေတာကန်အချို့ပူးပေါင်းကာလင်းတာရှိလိတ်ကုမ္ပဏီလီမိတက်နာမည်နဲ့ရွာအနီးမှာတယံစားတာတူဖော်နေကြပါလေစစ်တပ်အာဏာသိမ်းယူခဲ့တဲ့2021ခုနှစ်နှစ်စံပိုင်းစတင်ကတတ်တူတူဖော်နေရဖြစ်ပါလေ ကြီးရွာဒေသခံတွေကိုတော့စံတက်ကာလာဟုပြောကတတူတူဖော်ရီကို၃နှစ်ခန့်လောက်ကင်ခွေကြပါတယ်တတူတူဖော်ရီလုံငန်းကြောင့်မောရှက်ရွာရဲ့တောင်ဘက်ရှိစိုက်ပြူးမြေတောင်ရမြေနဲ့စားချက်မြေတွေပျက်စီးဆုံးရှုံးခဲ့ပြီးရွာပဝန်းကျင်မှာရှိတဲ့တောင်နှင်းတွေလည်းပျက်စီးခဲ့တယ်လို့ရွာရဲ့ရေအရင်းမြေတွေလည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်တတူတူဖော်ရီလုံငန်းတွေကြောင့်တဘာဝပဝန်းကျင်ပျက်စီးဆုံးရှုံးတာရဲ့ကြိုးစက်အဖြစ်ရေကြီးရေရှင်လမ်းတွေနဲ့ဒေသခံလူရဲ့တမွေပွဲကြောင့်လုပ်ငန်းတွေပျက်စီးခဲ့တယ်လို့ တတုတူးဖို့ရေးလုပ်ငန်းမှာတုံးတဲ့ဆက်ရံတရားကြီးတွေကြောင့်ရွာလန်းနေလည်းပျက်စီးခဲ့ပါတယ်။တယံစာရတူးဖို့ထုတ်ယူတာရဲ့စိုးချိုးတွေကိုသုံးညနီပါခန်းစားခဲ့ရပြီးနောက်မှာမော့ရှန်ရွာသားတွေစူပေါင်းကတတုတူးဖို့ရေးလုပ်ငန်းကိုကန့်ကွက်ခဲ့တာကြောင့်လုပ်ငန်းရည်ကြီးရန်နာထားပါတယ်။မော့ရှက်ကြီးရွာဟာရှမ်းပြည်နယ်အရှေ့ပိုင်းတားချီလိတ်ခရိုင်တားချီလိတ်မြို့နယ်မိုင်းကိုအုပ်စုတွင်ပါဝင်တဲ့ကြီးရွာတို့ရာဖြစ်ပါတယ်။တောင်ယာနဲ့လဲယာဆိုင်ပြိုးကြီးကိုအဓိကထားလုပ်ကန်ကြပြီးစပားနဲ့ပြောင်းကိုစိုက်ပျိုးကြပါတယ်။ တာရှိလိမ့်မြို့နဲ့စက်ခွန့်မိုင်းကဝေပြီးလမ်းဖမ်းဆက်သွေးခက်ခဲတဲ့ရွာတွေဖြစ်သလိုအာခါလူမိုးတွေနေထိုင်ကြပြီးခရစ်ယာန်ဘာသာကိုကိုးကွယ်ကြပါတယ်